ပရိသတ်တရားလုံးမင်္ဂလာပါရှင်။နေစဉ်ထုတ်လင်းတင်ဆက်ပေးနေတဲ့မိုးလေဝသအခြေအနေတွေကိုကျွန်မယွန်းရတီကနေတင်ဆက်ပေးတော့မှာဖြစ်ပါရှင်။စက်တင်ဘာလ3ရက်နေ့မနက်9:55မိနစ်အချိန်ကယ်လ်ပါနာဝန်ချိုရူဟာနေတိုင်းတာပြည်ချင်းရဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့အနောက်ပိုင်းမှာတိမ်ထူးနေပါတယ်။ကပလီပင်လယ်ပြင်နဲ့ကျန်မင်္ဂလားပင်လယ်အော်မှာကတော့တိမ်သန့်နေဖြစ်ထွန်းနေပါတယ်။မြန်မာနိုင်ငံပေါ်မှာကတော့မြောက်ပိုင်းဒေသတွေမှာတိမ်ထူးနေပြီးတော့ကျန်ဒေသတွေမှာတိမ်သန့်နေဖြစ်ထွန်းနေပါတယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်မှာမုတ်တုံလေးကအာအသင့်တက်ရှိနေပါရှင်။ စက်တင်ဘာလ2ရက်နေ့ညနေ6:00အချိန်တိုင်းတာအချိန်အရဘင်္ဂလားပင်လယ်အော်မှာမုန်တိုင်းဖြစ်ဖို့အလားအလာရောင်းနေသွားဖြစ်ပါတယ်ရှင်။အခုဆက်ပြီးတော့စက်တင်ဘာလ4ရက်နေ့အတွက်ခမန်းချက်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။မြမပင်လယ်ပင်ချင်းနေရတော့မြမကန်ယုံရက်နဲ့ကန်းလွန်ပင်လယ်ပင်မှာလှိုင်းအနှင်းငယ်ရနေလှိုင်းအသင်းနေရှိနိုင်ပါတယ်။လှိုင်းမြင့်နေရတော့မြမကန်ယုံရက်ရှောင်းနဲ့ကန်းလွန်ပင်လယ်ပင်မှာနှစ်ပင်ရနေ၄ပင်လောက်မြင့်တက်နိုင်ပါတယ်ရှင်။ ဒီတိုက်ခိုက်နိုင်မှုခံမှန်းချက်နေနေရတော့ရခိုင်ကမ်းရိုးတန်းမှာတနာယီရို15မိုင်ရနေ18မိုင်ဒီတိုက်ခိုက်နိုင်ပါတယ်မြို့ဝကျောင်းမကမ်းရိုးတန်းမွန်နဲ့တနင်္လာရီကမ်းရိုးတန်းနေမှာကတော့တနာယီရို17မိုင်ရနေ14မိုင်ဒီတိုက်ခိုက်နိုင်ပါတယ်ရှင်မိုးရသောနိုင်မှုခမှန်းချက်နေနေရတော့ကရားပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းစကိုင်းတိုင်းအောက်ပိုင်းမန္လေးတိုင်းမကွေးတိုင်းနဲ့တနင်္လာတိုင်းဒေသတွေမှာနေရာကျကျမိုးရသောနိုင်ပါတယ် ချင်းပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းအေရီတိုင်းဒေသတွေမှာတော့နေရာဆိတ်ဆိတ်မိုးရွာသွန်းနိုင်ပြီးတော့ကြံဒေသတွေမှာနေရာအနှံပြားမိုးထချောင်းရနိုင်ပါတယ်ရှင်။ မျိုးတော်ရည်ရဲ့မိုးလေဝသခမန်းကြံ့နေနေရတော့နေပြောင်းတဲ့ညီတိုင်းမှာအမြင့်ဆုံးမှုချိန်32ဒီဂရီစင်နီဂရိတ်နေဆုံးမှုချိန်24ဒီဂရီစင်နီဂရိတ်လောက်ရှိနိုင်ပါတယ်။နေပြောင်းမှာမိုးတစ်ချိန်တစ်ချိန်ထချောင်းရနိုင်ပါတယ်။မိုးရောက်ဖို့တည်ချောင်းမှုက80ရာခန့်လောက်ရှိနိုင်ပါတယ်ရှင်။ရန်ကုန်မြို့နယ်ညီတိုင်းမှာတော့အမြင့်ဆုံးမှုချိန်က32ဒီဂရီစင်နီဂရိတ်နေဆုံးမှုချိန်25ဒီဂရီစင်နီဂရိတ်လောက်ရှိနိုင်ပါတယ်။ရန်ကုန်မှာလည်းမိုးတစ်ချိန်တစ်ချိန်ထချောင်းရနိုင်ပါတယ်။မိုးရောက်ဖို့တည်ချောင်းမှုက80ရာခန့်လောက်ရှိနိုင်ပါတယ်ရှင်။ မန္လေးမြို့နယ်ညီကြိုင်မှာတော့အမြင့်ဆုံးဘူချိန်35ဒီဂရီစင်နီဂရိတ်အနည်းဆုံးဘူချိန်26ဒီဂရီစင်နီဂရိတ်လောက်ရှိနိုင်ပါတယ်။မန္လေးမှာတော့နေရာကွက်ကြားမိုးထစ်ထုံလာနိုင်ပါတယ်။မိုးရွာဖို့တိကျမှုက60ရာခိုင်နှုန်းလောက်ရှိနိုင်ပါတယ်ရှင်။အခုဆက်လက်ပြီးတော့နေပြည်တော်ရန်ကုန်မန္လေးမြို့ရဲ့ဒီပါတမန့်မိုးလေဝသခမန်းချက်တွေကိုထောင်းလင်းတင်ဆက်ပေးသွားအောင်မှာဖြစ်ပါတယ်ရှင်။ကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးတို့ပဲတင်ပါတယ်။ပရိသတ်တွေအားလုံးတဘာဝဘေးအန္တရာယ်တွေကနေကင်းဝေးနိုင်ကြပါလိမ့်ရှင်။